အားလုံးပဲမင်္ဂလာပါညစက်မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့ကျွန်တော် share လုပ်ပေးသွားမှာတော့ paramotor တွေအကြောင်းနဲ့ gyro computer တွေအကြောင်းပါဒီ number 1 video မှာတော့ကျွန်တော်ဒီ paramotor တွေအကြောင်းကိုရှင်းပြသွားအောင်ပြီး paramotor နီးပညာမြန်မာပြည်ကိုဘယ်လိုရောက်ရှိလာခဲ့လဲနောက်ဆုံးမှာတော့စစ်ကောင်စီနဲ့ဒီ paramotor ဆက်ဆက်နေပုံတွေကိုကျွန်တော် share လုပ်ပေးသွားပါမယ် paramotor ကတော့ကျွန်တော်သိတဲ့အတိုင်းပဲ lady နဲ့ဆက် engine ကိုပေါင်းဆက်ပြီးတော့မောင်းနှင်ပြန်တိုင်းနိုင်တဲ့ယာဉ်မျိုးစားတစ်ခုပါ လေထဲမှာမောင်းနှင်နေတဲ့အချိန်ကျရင်အဝေးကနေကြည့်ရင်ရိုးရိုးလေကြီးနဲ့လည်းဆင်းသူပြီးတော့တကယ်အချိန်နေရတော့မောင်းနှင်သူရဲ့ကြောကုန်းမှာကြောပွေးပုံစံဆက်အင်ဂျင်ကိုတပ်ဆင်ထားပါတယ်။ပါရမော်တာတစည်းကိုမောင်းနှင်ပြန်တန်းနိုင်ဖို့ဆိုရင်ကျွန်တော်သိရမယ့်အကြောင်းအရာတွေအများကြီးပါပဲ။ကျွန်တော်စီးမဲ့ဒီပါရာချူလေဒီရဲ့အမျိုးအစားအပျော်တန်းလေဒီလားဒါမှမဟုတ်ရင် professional တုံးလေဒီလားအင်ဂျင်မပါဘဲနဲ့လေဒီကိုကျွန်တော်တို့မောင်းနှင်နိုင်တဲ့ထိမ့်သိမ့်နိုင်တဲ့စကေးပြီးတော့လုံလောက်တဲ့လေဒီပြန်တန်းချိန်နဲ့ရှင်းသားတင်ပါတယ်ပါရာမော်တာရဲ့အင်ဂျင်ပိုင်းမှာဆိုရင်လည်း အင်ဂျင်အတွက်ဆိုကျွန်တော်တွက်ချက်တက်ဖို့လိုအပ်တယ်လို့ပါရမိုတာစီးနှင်းကန်နေရာဒီဝတုအခြေအနေပြီးတော့အမြင့်အပေလိုက်လေတုအခြေအနေကိုလည်းကျွန်တော်သတိထားရမှာပါပါရမိုတာတွေကပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ18000မှာမောင်းနေနိုင်ပြီးတော့အမြန်နှုန်းအားဖြင့်ဆိုရင်တနအိမ်မိုင်60နီးပါးအထိကိုမောင်းနေနိုင်ပါတယ်ဒီအမြန်နှုန်းနဲ့အမြင့်ပေကလည်းကျွန်တော်ပါရမိုတာမှာတုံးထားတဲ့လေဒီအမျိုးစားအင်ဂျင်အတွက်ဆိုနောက်ဆုံးအနေနဲ့ပါရမိုတာရဲ့ပေးလို့ပုံမူတည်ပြီးတော့ကွာခြားသွားနိုင်ပါတယ်ပါရမိုတာတွေမောင်းနေတဲ့အခါကျရင် ြည်လန့်အတူလေးပဲလိုအပ်တဲ့အတွက်မမျှော်လင့်ထားတဲ့နေရာတွေကနေရုတ်တရက်ထွက်ပေါ်လာပြီးတော့လည်းတိုက်ခတ်နိုင်ပါတယ်။ဒီပါရမော်တာရဲ့ဒီအရွယ်စားပုံမူတည်ပြီးတော့ပေးလို့ရဲ့စိုက်မှာဆိုရင်ကီလိုဂရမ်240ထိကိုတည်ဆောင်နိုင်တယ်။ပြောရမယ်ဆိုရင်တော့လစ်ပစ်ပုံးတွေကနေမော်တာအမြောက်ဆန်ထိကိုတည်ဆောင်နိုင်ပါတယ်။ကျွန်တော်ဆက်ပြီးတော့ပါရမော်တာမြန်မာနိုင်ငံဘယ်လိုရောက်လာခဲ့လဲဆိုတော့လေ့လာကြည့်လိုက်အောင်။ပါရမော်တာအကြောင်းကိုပြောမှန်းဆိုရင်မြန်မာနိုင်ငံပထမဦးဆုံးပါရမော်တာပိုင်းလို့လူတီများတဲ့ကိုဖိုးလုံးခေါ်ကိုကျော်စိုးအောင်ကြောင့်အရင်ပြောရမှာပါ။ကိုဖိုးလုံးအနေနဲ့က ီလက်ထရိုနစ်ပစ္စည်းတွေပြင်းတဲ့လုပ်ငန်းနဲ့စီးပွားရေးကိုစလုပ်ခဲ့တယ်။အထာအနေမှာကားလေးတွေကားကြီးတွေဝယ်နိုင်တဲ့အထည်ကိုဖြစ်လာခဲ့တယ်။2010ခုနှစ်မှာဘန်ကောက်တွားရောက်လေပတ်နေတဲ့အချိန်မှာပဲပါရမောသားနီးပညာအကြောင်းကိုတီးပြီးတော့စိတ်ဝင်စားသွားခဲ့ပါတယ်။ပရမောသုံးအနေနဲ့ထိုင်းရနေလေဒီအဟောင်းတစ်ခုကိုဝယ်လိုက်ပြီးတော့ YouTube ကလုပ်ပုံကင်ပုံတွေကိုလေ့လာတယ်။အတိလိုနဲ့ပရမောသုံးလေဒီကိုထောင်နိုင်အောင်လေ့ကျင့်ခဲ့ပါတယ်။လေဒီကိုထောင်နိုင်အောင်လေ့ကျင့်နေဆိုတာကျွန်တော်လေတိုင်နှုံးများတဲ့နေရာမှာအကွာအဝေးတစ်ခုကိုပြေးပြီးတော့ လေဒီရအပေါ်မှာမမမမထောင်နေမယ်။အောက်ကလူကအဲ့ဒီလေဒီကိုငြိမ်နေအောင်ထိန်းထားရမှာပါ။ဒါလင်းဘောကနေလေဒီခုံမစင်းခင်ကျွန်တော်တို့ကောင်းကင်မှာလေဒီနဲ့ဝဲမပြန်ခင်ပထမဆုံးလေ့ကျင့်ရတဲ့အဆင့်ပါ။လေဒီထောင်တာကိုလေ့ကျင့်ပြီး6လကြာတဲ့အခါမှာတော့နောက်တစ်ဆင့်အနေနဲ့ရမာဆိုင်ကနေအင်ဂျင်ကိုကိုဖိုလုံးကိုယ်တိုင်မုံမှန်ပြီးတော့အင်ဂျင်တက်ကလေဘော်ပြန်တက်ဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ကိုဖိုလုံးတယောက်ပါရာမော်တာနီးပညာကိုတီးပြီး၄နှစ်ကြာ2014ခုနှစ်မှာဆိုင်ကအင်ဂျင်တက်လေဒီ ်ပါရာမိုတာကိုအပျော်စီးဖြစ်ပီ900တီကိုပြန်တက်နိုင်ခဲ့ပါတယ်။ဒါဆိုင်ငင်အင်ဂျင်နဲ့တယောက်စီးပါရာမိုတာအမျိုးအစားပါ။အတိ2014ခုနှစ်မှာပဲထိုင်းနိုင်ငံကနေလေဒီစကန်ကို70သိန်းနဲ့ဝယ်ယူတယ်။အီတလီထုတ်စကန်အင်ဂျင်ကိုလည်းသိန်း30နဲ့ဝယ်စုခဲ့တယ်။ဒီလိုနဲ့ပါရာမိုတာတစ်ခုကိုအပြီးတည်ဆောက်ဖို့စုစုပေါင်း7သိန်း30တုံးခဲ့ပါတယ်။နောက်ပိုင်းကိုဖိုးလုံးဒီပါရာမိုတာကိုမောင်းနှင်တဲ့သူ့ရဲ့တိုင်းလိုင်းကိုရှမ်းရင်းလုပ်ပေးရမယ်ဆိုရင်ပါရမိုတာမောင်းနေဖို့မြန်မာနိုင်ငံလေဒီကုံအဖွဲ့ချုပ်ကနေတရားဝင်အခွင့်ပြုချက်ရခဲ့တယ် ပြီးတော့2014ခုနှစ်12လပိုင်း4ရက်နေ့မှာပဲကြောင်မဲမြို့ပေါ်မှာပြန်တက်ပြခဲ့တယ်။နောက်နှစ်နှစ်အကြာ2016ခုနှစ်10လပိုင်း10ရက်နေ့မှာတော့ကိုအောင်ကျော်သူနဲ့ကိုနေလင်းတို့ဟာနှစ်ယောက်သွဲပေါ်လာမှတော့မောင်းနှင်ပြသနိုင်ခဲ့တယ်။2019မှာတော့ဘုံမူကြီးအောင်ကျော်ကြီးလေယာဒီအပျော်စီးပေါ်လာမှတော့ရဲ့ဤပညာကိုလေ့လာပြီးတော့မြန်မာစစ်တပ်ကို proposal တင်ခဲ့တယ်။ခွင့်ပြုချက်ဗကြက်ရတော့မြေပြင်အသက်တင်လေဒီစခန်းဌာနချုပ်လာမာခမိသီလာမာစမ်းပြန်တန်းခဲ့တယ်။ အဒီ2019မှာပဲတယောက်စီပါရမော်တာတယောက်ပြပွဲကိုလေကြောင်းအသက်တင်လေတပ်စခန်းဌာနချုပ်လာတာခမိသီလာရှမ်းသဲလေတပ်မှာပြန်တန်းပြခဲ့ပါတယ်ဒီလိုနဲ့2019ဇန်နဝါရီလ NLD အစိုးရလက်ထက်မှာတော့မြမခီတွားကဏ္ဍမြင့်တင်ရေးအတွက်ဆိုပြီးတော့အမရပူရမြို့နယ်တောင်တမန်ဥပိန်တရာအနီးအေယာဝတီမြေကမ်းတောက်လျှောက်မှာထိုင်းနိုင်ငံအခြေစိုက်အာဆီယံပါရမောင်တင်ကလပ် Flying ASEAN နဲ့မြန်မာနိုင်ငံလေဒီကုံအဖွဲ့ချုပ်တို့ပူးပေါင်းပြီးအဖွဲ့လိုက်စီးနီးပြန်တန်းခဲ့ကြပါတယ် နှစ်ယောက်စီအပေါ်စားလင်းငယ်ပါပလိန်မျိုးစားကိုလည်းမြန်မာ PPG ကလပ်မှတည်ထွင်တည်ဆောက်လျက်ရှိပြီးတော့အသင်းဝင်တွေကိုလည်းလေးလာစီးပွားနေခွင့်ပေးနိုင်ရန်ကြိုးစားခဲ့တယ်။ဒါပေမဲ့2023စစ်အာဏာသိမ်းပြီးချိန်မှာတော့မြန်မာ PPG ကလပ်ရပ်ဆိုင်းသွားတယ်။အဲ့ဒီချိန်ကနေစပြီးတော့ပြန်တမ်းမှုတွေရနာတာလေးနှစ်တောင်ရှိသွားပါပြီ။ကျွန်တော်တို့ပြန်ပြီးတော့ summarize လုပ်မယ်ဆိုရင်ဒီပါရမိုသာနီးပညာကိုမြန်မာနိုင်ငံကိုယူလာခဲ့လာကိုဖိုးလုံးဆိုတဲ့ဒီအရက်သားတယောက်ကပါသူပြန်တမ်းပြီးတော့အောင်မြင်နေတဲ့အချိန် ခုနှစ်နှစ်ကြာမှမြန်မာစစ်တပ်ကဒီပါရမော်တာနှီးပညာကိုချင်းကပ်ခဲ့တာပါကျွန်တော်ဆက်ပြီးတော့လင်းတစည်းမှဆိုရင်အတောင်ပန်းပါရမော်တာမှဆိုရင်ပါရာချူးလို့ခေါ်တဲ့လေဒီကြောင်းကိုကျွန်တော်သွားလိုက်အောင်စစ်သားတွေလေဒီခုံတဲ့အခါကျရင်သူတို့ရဲ့လေဒီအိတ်ထဲမှာဆိုရင်လေဒီနှမျိုးပါဝင်ပါတယ်မင်းပါရာချူးနဲ့ဘက်ကပ်ပါရာချူးပါလင်းဘောနဲ့ခုံဆင်းလိုက်မယ်ဆိုရင်ပထမဆုံးဖွင့်လိုက်တာမင်းပါရာချူးပါသူကတော့များတော့အဖြစ်ဒီလေဒီကြောပုတ်အိတ်ရဲ့အောက်မှာတည်ရှိပါတယ် တကယ်လို့ကျွန်တော်တို့ main parachute နဲ့လေးပေါ်မှာဝဲပြန်နေရင် main parachute ကကျွန်တော်ဖေးသွားမယ်ဆိုရင် lady a ရဲ့အပေါ်မှာရှိတတ်တဲ့ဒီ second parachute backup parachute ကိုလည်းကျွန်တော်ဖွင့်လို့ရပါသေးတယ်။အဓိကအနေနဲ့ကျွန်တော်တို့ main parachute ကိုပဲ focus ထားလိုက်အောင် main parachute မှာဆိုရင်ကျွန်တော်တို့ sign joe လို့ခေါ်တဲ့ riser ၄မျိုးပါဝင်ပါတယ်။ဒီ sign joe တွေက lady ခွန်ရဲ့ဒီပခုံးပေါ်မှာရှိနေတဲ့ suspension system နဲ့ချိတ်ဆက်ထားပြီးတော့အဲ့ဒီ suspension system lady ရဲ့တောင်း၄တောင်းနဲ့ချိတ်ဆက်ထားပါတယ်။တကယ်လို့ကျွန်တော်တို့က စိုင်းကျူတကျူလေလီရဲ့ဒေါင်းတစ်ထောင်ဆွဲလိုက်မယ်ဆိုရင်တော့လေဝင်ပေါင်းဥပန်းနေနေရနေမှာတစင်လေဒီထဲမှာအကန့်လိုက်ဖွဲ့ထားတဲ့လေအိတ်ဆဲတွေကို လေပြည့်စေပြီးတော့ပိတ်အားဆိုတဲ့ lift ကိုဖြစ်ပေါ်စေပါတယ်ပါရာရှူတွေမှာစိုင်းကျူလို့ခေါ်တဲ့ riser ကျူလေကျူပါဝင်တယ်လို့အထင်းကျူလို့ခေါ်တဲ့ brake line နှစ်လိုင်းလဲပါဝင်ပါတယ်ဒီအထင်းကျူနှစ်ခုကတော့ဘယ်ဘက်မှာတစ်ခုညာဘက်မှာတစ်ခုဆိုပြီးနှစ်ကျိုးရှိပါတယ်ပါရာရှူတွေကမော်ဒယ်မြင့်အရှိန်တွေကလည်းမြန်လာတော့ သူတို့ရဲ့ brake line အထိန်းကျိုးတွေရဲ့တုံ့ပြန်မှုကလည်းအယမ်းမြန်လာပါတယ်။အရင်တုန်းကဆိုရင်တပေးဆွဲမှတအီအီကိုရတဲ့အဆင့်ကနေလက်ရှိအချိန်မှာဆိုရင်တော်ထော်လောက်ဆွဲလိုက်တာနဲ့တော့တပတ်ကျွန်းထိုးလို့ရတဲ့အထိကိုတုံ့ပြန်မှုကလည်းများလာပါတယ်။ပါရာချုမျိုးစားတွေမှာဆိုရင်လည်းအပျော်တန်းသုံးပါရာချုမျိုးစားရရှိသလို professional သုံးပါရာချုမျိုးစားတွေလည်းရှိပါတယ်။ပါရာမော်တာတစ်စီးကို pro အဆင့်နဲ့ပြန်တန်းကျင်တယ်ဆိုရင်တော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့အတိုင်းဒီ lady ရဲ့အမျိုးအစားလုံလောက်တဲ့ပြန်တန်းချိန် လိုအပ်တဲ့ရာဒီဝိတုနဲ့လေတုအလွှာအဆင့်အလိုက်ပြောင်းလဲမှုသဘာဝတွေကိုလည်းသိထားရမယ်။အင်ဂျင်အပိုင်းမှာဆိုရင်လည်းအင်ဂျင်ရဲ့အမျိုးအစားအင်ဂျင်တွက်စ်အပိုင်းကိုကောင်းကောင်းနားလည်ရမှာပါ။၂၀24ခုနှစ်3လပိုင်း24ရက်နေ့မှာဆိုရင်တော့လေတီတစ်ခုကိုဘတ်တသိန်း2000ပတ်ချလဲမြန်မာငွေအားဖြင့်ဆိုရင်သိန်း120။ဒီနေရာမှာဆိုရင်တစ်ချက်မှရင်လေတီကပြဲသွားနိုင်ပါတယ်။အင်ဂျင်အပိုင်းမှာဆိုရင်ဘတ်တသိန်း3000လောက်ကာဗွန်ဖိုင်ဘာပန်ကဘယ်နှစ်တောင်းလောက်ရှိပါလဲ။ 2024ခုနှစ်ကလာပါမော်တာနဲ့လေဘော်ပြန်တက်ချင်တယ်ဆိုရင်ငွေသိန်း300လောက်မသုံးမနေရတော့မှာပါအခုဒီ2025မှာဆိုရင်တော့မြန်မာငွေစည်းမြင့်လာတဲ့အများငွေသိန်း900လောက်ထိကိုပို့ပြီးတော့ကုန်ကြနိုင်ပါတယ်ပြီးတော့လုံလောက်တဲ့လေကျင်းမှုရဖို့အချိန်ပေးရတာလည်းရှိပါသေးတယ်ထိုင်းနိုင်ငံမှာဆိုရင်ပါမော်တာနဲ့ပတ်သက်ရင် power gliding လို့ခေါ်တဲ့ပြိုင်ပွဲတွေလည်းရှိပါဒီ power gliding ပြိုင်ပွဲတွေမှာဆိုရင်တတ်မှတ်ထားတဲ့ပြင်းမှတ်နေရာကိုသွားဖို့မြေပုံညှောမပညာကိုပေးထားမယ် သွားတဲ့ခါကျရင်လည်း GPS ဖွင့်ပြီးတော့ location ကိုပြထားပေးရပါတယ်။ပါရမော်တာပြင်မှတ်နေရာကိုရောက်ပြီဆိုရင် GPS နဲ့မှတ်ပုံတင်မှတ်တမ်းတင်တာတွေလုပ်ပြီးတော့ထိန်းချုပ်စင်တာကိုဆက်သွယ်ပေးရတယ်။ပြီးရင်တော့ပါရမော်တာတွေက runway အတိုင်းပေ300အမြင့်ကနေပြန်တန်းလာပြီးတော့ဂျုံမုံတွေထည့်ထားတဲ့အိတ်လေးတွေကိုအောက်မှာရှိတဲ့ target ပေါ်ပစ်ချတာပါ။ပြောရမယ်ဆိုရင်တော့ပါရမော်တာနဲ့ဘုံကျဲပြိုင်ပွဲကစားတာပါပဲ။ပါရမော်တာပိုင်းလို့အနေနဲ့ကလည်းလက်တစ်ဖက်ကပြန်တန်းမှုကိုထိန်းထားတဲ့အတွက်ဘုံပြစ်ချတာကိုတခြားလက်တစ်ဖက်ပဲသုံးနိုင်မှာပါ။ ါရာမော်တာကိုဒီလူလိုက်ပါစီးနင်းမှုဘိုင်းမှာဆိုရင်နှစ်မျိုးရှိပါတယ်ပါရာမော်တာကဒီလေဒီကိုပဲခိုးပြီးတော့လူတစ်ယောက်ပဲလိုက်လာနိုင်တယ်လို့လူနှစ်ယောက်လည်းလိုက်လာနိုင်တယ်ဒုတိယတစ်မျိုးမှာဆိုရင်ပါရာမော်တာရဲ့လေဒီကလူနဲ့ချိတ်ဆက်ထားတာမဟုတ်ဘဲနဲ့သုံးမိန်ဆိုင်ငယ်နဲ့ချိတ်ထားမယ်ဆိုရင်အဲ့ဒီသုံးမိန်ဆိုင်ငယ်ထဲမှာဆိုရင်လူတစ်ယောက်လိုက်လာနိုင်တယ်လို့လူနှစ်ယောက်လိုက်လာနိုင်ပါတယ်ဒီလိုနည်းနဲ့ပါရာမော်တာမှာလူလိုက်ပါစီးနင်းနိုင်မှုဘိုင်းမှာနှစ်မျိုးရှိပါတယ်မဟာလာစစ်တပ်အနေနဲ့ကငွေကြိုက်တလောက်သုံးနိုင်တော့လေဒီခုံလေ့ကျင့်တာတွေပြီးတော့ ါရမောတာပြန်တန်းစမ်းသက်တာတွေနဲ့ပတ်သက်ပြီးတော့2019ခုနှစ်ကနေလုပ်ခဲ့တယ်။ပြီးတော့အကစားပွဲတော်နဲ့တပ်မတော်နေပါညာအခမ်းအနားတွေမှာလည်းပါရမောတာတွေကအလားပြားပြန်တန်းပြခဲ့တယ်။အတိတုံးကဆိုရင်တော့တယောက်စီးပါရမောတာအမျိုးအစားပါပဲ။ဒါပေမဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့127စစ်စင်ရေးစတင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေရဲ့ဒီ drone အနေရောမဟာလာတရှိဝါပြီးတဲ့နောက်ပိုင်းမှာတော့2024နှစ်အစပိုင်းကနေစပြီးတော့မိထီလာလာမခမှာပါရမောတာအမျိုးအစားအုံမှာနှစ်ယောက်စီးလေ့ကျင့်ပြန်တန်းတာတွေစတင်ခဲ့တယ် ဒီလိုနဲ့2024ဒီဇင်ဘာမှာထုတ်သုံးလာခဲ့တယ်။စကားစအနေနဲ့အာနာသိမ်းပြီးနောက်ပိုင်းမှာဒီ Jet Fighter တွေကိုတုံးပြီးတော့တိုက်ခိုက်တာတွေ၊ Helicopter တွေကိုတုံးပြီးတိုက်ခိုက်တော့ဒီလေယာဉ်စီးတွေကုန်နေပြီးတော့ဒီ Jet Heli တွေရဲ့ Flight တိုင်းတွေလည်းအများကြီးတက်သွားပါတယ်။ဒီတော့အတုံးစေးခြွေတာဖို့နဲ့အချိန်မရွေးတိုက်ခိုက်နိုင်ဖို့2024ဒီဇင်ဘာကနေစပြီးတော့ပါရာမော်တာတွေကိုလေကြောင်းတိုက်ခိုက်ရေးမှာစတင်တုံးပြီးလာခဲ့ပါတယ်။မြေပြင်ထိုးစစ်ဆင်တဲ့အပိုင်းမှာအားနည်းလာတော့ပါရာမော်တာတွေကစစ်ကောင်စီရဲ့အရေးပါတဲ့စီးလက်နက်အဖြစ်ကိုအသုံးတော်ခံလျက်ရှိပါတယ်။ ကဲကျွန်တော်ဆက်ပြီးတော့ဒီပါရာမော်တာတွေရဲ့ဒီအားနှက်ချက်အပိုင်းကိုတွားလိုက်အောင်ပထမဆုံးအချက်ကတော့အမြန်နှုန်းပါပါရာမော်တာတွေအမြန်နှုန်းအဖြစ်ဆိုရင်ကျွန်တော်အရှိရပြောခဲ့တယ်လို့တနအယူကီလိုမီတာ40ရာနဲ့60တိကျိုပဲတွားနိုင်တယ်ဒီတော့ပြန်တမ်းမှုအပိုင်းမှာကန့်သတ်ချက်တွေရှိနေတော့ပါရာမော်တာတွေကိုလွယ်ကူစွာခြေရခံနိုင်တယ်တကယ်လို့မြေပြင်ကနေပါရာမော်တာတွေကိုငကြင်းမိတွေဒါမှမဟုတ်ရင် point 5တွေနဲ့ကြိုပြီးဆောင်ဆိုင်ပြီးပြက်ခတ်မယ်ဆိုရင်တော့ပါရာမော်တာတွေကလွတ်မြောက်ဖို့ခက်ခဲပါတယ်ဒုတိယအားနည်းချက်ကတော့အမြင့်ပေးပါ ာရာမိုတာတွေကကန့်သက်ထားတဲ့အမြင့်ပေမှာပဲပြန်တန်းနိုင်တာပါမိသား2000အမြင့်ကိုပာရာမိုတာတစ်စီးပြန်တန်းမယ်ဆိုရင် လေကြောညက်တာလေစီးကြောင့်ရုတ်တရက်ပြောင်းတာကြုံနိုင်ပြီးတော့ထိန်းကွက်မှုလည်းမဲ့သွားနိုင်ပါတကယ်လို့အောက်ကိုဆင်းပြီးတော့မိသား1000အတွင်းမှာပဲပြန်တန်းမယ်ဆိုရင်တော့မြေပြင်ကနေကျွန်တော်အရှိရပြောခဲ့သလိုငကြင်းမီးတွေ point fight တွေစနိုက်ပါတွေကချင်းချောက်နိုင်ပါတယ်ဒီညမှာလက်နက်ငယ်တွေဖြစ်တဲ့ AK တွေ M4 တွေဆိုရင်တော့ဒီပေါ်ရမတာတွေကိုပြစ်ခတ်ဖို့ကတော့ခက်ခဲပါတယ် ဒီလက်နက်ငယ်တွေရဲ့ထိရောက်မှုအကွာအဝေးကများတော့အပြင်မီတာ400ပါမီတာ400ဆိုတာကတော့ horizon နဲ့မြေပြင်ကြီးတိုင်းထားတဲ့အကွာအဝေးကိုပြောတာပါမိုးပေါ်ထောင်ပြီးပြင်မယ်ဆိုရင်တော့ gravity ကိုစန့်ကျင်ပြီးကြီးစန်းကတွားရတဲ့အတွက်ဒီကြီးစန်းရဲ့မီတာ400ကိုရောက်နိုင်ဖို့ကလည်းမသေးကြဘူးလည်းလို့မီတာ400ကိုရောက်ပြီဆိုရင်လည်းထိရောက်မှုကအများကြီးရော့ကျသွားနိုင်ပါတယ်နောက်တစ်ခု parameter ရဲ့အားနည်းချက်ကတော့ noise ပါ parameter ရဲ့စက်တွေကအလွန်ကျဲလောင်လာကြောင်းအဝေးကနေကြိုတင်ပြီးတော့တတိထားနိုင်ပါတယ် ီအတန်အောင်ပဲတတိထားပြီးတော့ဒီတော်လိုင်းတွက်ဖွဲ့ဝင်တဲ့အရက်သားတွေကကျိုတင်တတိပေးစနစ်တွေလည်းဖန်တီးထားနိုင်ပါတယ်။ပါရမောတာရဲ့၄ခုမြောက်အားနည်းချက်ကတော့ပေးလုံတည်ဆောင်နိုင်တဲ့ဘုံဒီပမာဏပါ။ပါရမောတာစီးနှင်းလိုက်ပါတွေအနေနဲ့လက်ပြဘုံတွေမတည်ဆောင်ဘဲနဲ့မော်တာဘုံဒီတွေကတည်ဆောင်မယ်ဆိုရင်တော့မော်တာဘုံဒီအနည်းငယ်သာတည်ဆောင်နိုင်မယ်။ဆိုတော့မော်တာဘုံဒီရဲ့ပမာဏကနည်းပါတာကြောင့်ပျက်စီးနိုင်စွမ်းကလည်းအကန့်အသတ်ရှိပါတယ်။ဒါပေမဲ့လည်းလူအများပြားကိုထိခိုက်စေနိုင်တာအကြောင်းတော့တတိထားရမှာပါ။ ပါရာမော်တာတွေရဲ့၅ခုမြောက်အားနည်းချက်ကတော့သူတို့ရဲ့စတေရှင်နဲ့တာဂတ်ပါပါရာမော်တာတွေကိုမကြာခဏအသုံးပြုတတ်တဲ့နေရာတွေနဲ့သူတို့အသုံးပြုတတ်တဲ့အချိန်တွေကိုစောင့်ကြည့်ခြင်းအားဖြင့်သူတို့တိုက်ခိုက်မဲ့အချိန်နဲ့နေရာကိုခန့်မှန်းနိုင်ပါတယ်ပြီးတော့မေးစီလာလေတက်စကန်လို့ပါရာမော်တာတွေခဏခဏထွက်ခွာကလေးရှိတဲ့လေယာဉ်ကွင်းဒီလိုလေယာဉ်ကွင်းတွေကိုတိုက်ခိုက်ခြင်းအားဖြင့်လဲပါရာမော်တာတွေရဲ့လှုပ်ရှားမှုကန့်တတ်နိုင်ပါတယ်မေးစီလာလေတက်စကန်ရှိကြေးရတွေကနေပါရာမော်တာတွေကခဏခဏပြန်တက်လေရှိတယ်ညအချိန်မှာပါရာမော်တာတွေကပြန်တန်းလေရှိတာကြောင့် ညအချိန်မှာပြက်ခတ်ဖို့ပါရာမိုတာတွေကောင်တာမချလို့ဖို့အသင့်ပြန်ထားနိုင်ပါတယ်။နောက်ဆုံးအနေနဲ့နံပါတ်6ပါရာမိုတာတွေအားနဲ့ချက်ကတော့အလင်းရောင်နဲ့လမ်းကြောင်းလွှဲတာပါ။အလင်းရောင်ဘက်မှာဆိုရင်ပါရာမိုတာတွေမောင်းနှင်တာတွေ့မယ်ဆိုရင်ပါရာမိုတာမောင်းနှင်သူရဲ့မျက်နှာကိုလေဆာနဲ့ပြစ်တာဒါမှမဟုတ်ရင်ပြင်းထန်တဲ့မီးနဲ့ထိုးခြင်းအပြင်သူ့ကိုအာရုံထွေပြောင်းအောင်လုပ်လို့ရပါတယ်။ဒီလိုနီးလန့်ကပေါင်မဲနေတဲ့ညအချိန်မျိုးမှာဆိုရင်ပုံမှုပြီးတော့ထိရောက်နိုင်ပါတယ်။ပြီးတော့ပါရာမိုတာတွေပြန်တက်လာမယ်ဆိုရင် ကြေးရွာအနီးမှာမိခိုးလုံးတွေပြန်တက်အောင်လုပ်နိုင်မယ်ဆိုရင်ပါရမတာမောင်းနေသူအနေနဲ့ပြင်မဲ့ရွေးချယ်မှုလွဲမစေနိုင်ပါနဲ့ဆက်ပြီးတော့ကျွန်တော်တို့အရက်သားတွေပါရမတာတွေရဲ့အနေအားနဲ့ရှောင်ရှားနိုင်ဖို့အပိုင်းကိုသွားလိုက်ရအောင်အရက်သားတွေအနေနဲ့ကတော်လိုင်းရင်အင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအပြင်ပါရမတာတွေရဲ့အနေအားနဲ့ပုံမှုပြီးတော့ရှောင်ရှားနိုင်ပါတယ်တော်လိုင်းအင်အားစုတွေအနေနဲ့ကလေကြောင်းရံကာကွယ်လမ်းညွန်ချက်တွေကိုလည်းထုတ်ပြန်ထားပြီး၎င်းတို့နဲ့ပူးပေါင်းခြင်းအပြင်တည်င်းအချက်လက်တွေလည်းဖလှယ်နိုင်မယ်လေ့ကျင့်သင်ကြားမှုတွေလည်းခံယူနိုင်မယ် ဒါဆိုရင်တော့ပုံမူထိရောက်တဲ့ရှောင်ရှားမှုတွေကိုလှုပ်ဆောင်နိုင်ပါပါ။ပါရမော်တာရဲ့လှုပ်ရှားမှုပုံစံဘုံကျဲတတ်တဲ့အချိန်တွေကိုကြွေးရအဆင့်တွေမှာတရင်ဖြန့်ဝင်ထားပြီးတော့မိမိတို့ကြွေးရအတင်းမှာဒီ 3D base စနစ်တွေဖန်တီးထားရင်လည်းအရေးကြီးပါပဲ။ပါရမော်တာတွေကနေဘုံကျဲမှုအနေကိုကာဝယ်ဖို့အတွက်လည်းကြွေးရအတွင်းမှာဘုံကိုကျင်းတွေတူထားရင်လည်းအရေးကြီးပါပဲ။ဘုံကိုကျင်းတွေကလူနဲ့ပစ္စည်းတွေကိုယာယီကာကွယ်ပေးနိုင်ပြီးတော့တိုက်ပွဲတွေပြီးသွားရင်ဘေးကင်းစွာထွက်ခွာနိုင်ဖို့လည်းအကူအညီပေးပါပဲ။ကျွန်တော်ဆက်ပြီးတော့ တော်လိုင်းတပ်ဖွဲ့တွေကဒီပါရမတာတွေကိုပြစ်ချနိုင်တဲ့အပန်းအောင်တွားလိုက်အောင်အခုတတင်းကတော့2025 February 26ရက်နေ့ကဖြစ်ခဲ့တာပါအေအေဥဆောင်တဲ့တော်လိုင်းတပ်တွေကနတ်တောင်တာဝါကုန်းစခန်းကိုတိုက်ခိုက်နေတဲ့အချိန်မှာစစ်ကောင်စီကပါရမတာတွေနဲ့ပြန်ပြီးခုခံခဲ့ပါတယ်အဒီအချိန်မှာပဲအေအေဥဆောင်တဲ့တော်လိုင်းတပ်တွေကပါရမတာနှစ်စီးကိုပြစ်ချနိုင်ခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တို့တေဆုံးသွားခဲ့ပါတယ်အခုကျွန်တော်ဖော်ပြပေးတဲ့တင်ရတော့2025 April 26ရက်နေ့ကဖြစ်ခဲ့တာပါအနောက်မြောက်တောင်စစ်ဌာနချုပ် နာမခမုံရွာနဲ့တက်လာတဲ့ပေါ်ရမော်တာတွေကတနေထဲမှာပဲအရက်သားတွေကိုတုံးညိတိုင်တိုင်တိုက်ခိုက်နေခဲ့ပါတယ်။တတိယတစ်ချိန်မြောက်တိုက်ခိုက်နေတဲ့အချိန်ည9:15မိနစ်မှာစာလင်းကြီးတို့အတွားမှာလေတိုင်နှုံးပြင်းထန်လာကြောင်းရာဒီဥတုဆိုးရွားပြီးတော့မုံရွာနာမခကိုပြန်ပြီးတော့လှည့်ကွေပါတယ်။အဲ့လိုအပြန်ပါပဲမုံရွာဘောလုံးကွင်းထဲကိုပြတ်ကျသွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ဂျိုင်ယန်ကွန်ပျူတာရင်းနဲ့စစ်ကောင်စီဆက်ဆက်နေတဲ့အပိုင်းကိုကျွန်တော်တို့တွေ့လိုက်ရအောင်ပထမဆုံးဖြစ်တဲ့ဒီဂျိုင်ယန်ကွန်ပျူတာရဲ့တိဆောက်မှုအပိုင်းမှာဆိုရင်ဂျိုင်ယန်ကွန်ပျူတာတွေကိုကျွန်တော်အချမ်းမြအားဖြင့်သူ့ရဲ့အပေါ်မှာဒလက်ကလဲနေတာကြောင့်ဟယ်လီကော်ပတာရဟယင်လို့ကျွန်တော်တို့ခေါ်ဆိုနိုင်ပါတယ်အခုပြထားတာကတော့ဒီဂျိုင်ယန်ကွန်ပျူတာရဲ့ main body ပါ main body ရဲ့အရှိမဆိုရင်ဘိန်းတစ်ဘိန်းပါဝင်ပြီးတော့ main body ရဲ့အနောက်မှာဆိုရင်ဘိန်းညာဘိန်းနှစ်ဘိန်းပါဝင်ပါတယ်ဒီဘိန်းသုံးဘိန်းလုံးမှာလဲ suspension စစ်ဆိုင်နဲ့လဲချိတ်ဆက်ထားပါတယ် ဘိန်းသုံးဘိန်းရဲ့ထူးခြားတာကတော့ဖြည့်ဆုံးဘိန်းကဘယ်ညာကိုကိုွေးနိုင်ပြီးတော့အနောက်ကဘိန်းနှစ်ဘိန်းကတော့ရှေ့တက်တက်ကိုပဲမောင်းနှင်နိုင်တာကွာမိန်ဖော်ရီရဲ့နောက်ဆုံးမှာဆိုရင်ပန်ကာတက်ထားတဲ့ဂျက်အင်ဂျင်ရှိမယ်အခုပြရတဲ့အင်ဂျင်ကတော့စနေနာလေးလုံးထိုးဘောက်ဆာအင်ဂျင်မျိုးစားပါဘောက်ဆာအင်ဂျင်နဲ့ထူးခြားတဲ့အပိုင်းကတော့သူ့ရဲ့ surveillance system ကအရင်ယူကောင်းမွန်လာပါအင်ဂျင်ပန်ကာရဲ့နောက်မှာဆိုရင် radar ပါဝင်မယ် radar ဆိုတာကတော့ဂျန်ကော်ပတာလေးပေါ်မှာတွားနေတဲ့အချိန်မှာဘယ်ညာကိုကိုွေးလို့ရအောင်ကူညီပေးတာပါ ရှေ့ဆုံးမှာပါတဲ့ဘင်ညာကြတော့ဂျိုင်းကော်ပတာမြေပြင်မှာတွားနေတဲ့အချိန်ဘင်ညာကွေ့လို့အောင်အကူအညီပေးပါတယ်။ဆက်ပြီးတော့ကျွန်တော်တို့ရှေ့ရခြေနင်းကွန်ထရိုးနှစ်ခုအလုပ်လုပ်တဲ့အကြောင်းကိုတွားလိုက်ရအောင်။ဒီခြေနင်းကွန်ထရိုးနှစ်ခုကဂျိုင်းကော်ပတာရဲ့နောက်ဆုံးမှာရှိနေတဲ့ရဒါနဲ့ချိတ်ဆက်ထားပါတယ်။တကယ်လို့ဘယ်ဘက်ကခြေနင်းကိုနေမယ်ဆိုရင်ရဒါကဘယ်ဘက်ကိုဆောင်းသွားမှာဖြစ်ပြီးတော့ဂျိုင်းကော်ပတာလေထဲမှာဘယ်ဘက်ကိုကွေ့သွားမှာပါ။ညာဘက်ကခြေနင်းကွန်ထရိုးစင်ဆန်ကိုနေမယ်ဆိုရင်တော့နောက်ဆုံးရဒါညာဘက်ကိုဆောင်းသွားမှာဖြစ်ပြီးတော့လေပေါ်မှာဂျိုင်းကော်ပတာညာဘက်ကိုလှည့်သွားမှာပါ။ ပြီးတော့ဒီခြေနင်း control system brake system နဲ့လည်းချိတ်ဆက်ထားပါတယ်တကယ်လို့ဂျန်ဟိုကော့ပတာမြေပေါ်မှာတွားနေတဲ့အချိန်ဘယ်ဘက်က brake system ကိုနှိမ့်မယ်ဆိုရင်ဘယ်ဘက်ကဘေးကနှေးရောမှာဖြစ်ပြီးတော့ဂျန်ဟိုကော့ပတာဘယ်ဘက်ကိုကွေ့ရောမှာပါညာဘက်က brake system ကိုနှိမ့်မယ်ဆိုရင်ဂျန်ဟိုကော့ပတာရဲ့ညာဘက်ဘေးကနှေးရောမှာဖြစ်ပြီးတော့ဂျန်ဟိုကော့ပတာညာဘက်ကိုကွေ့သွားမှာပါကဲကျွန်တော်ဆက်ပြီးတော့ဂျန်ဟိုကော့ပတာရဲ့အပေါ်မှာပါတဲ့ဒလက်အပိုင်းကိုတွားလိုက်အောင်ဒီဒလက်ကဂျန်ဟိုကော့ပတာရဲ့အင်ဂျင်နဲ့မချိတ်ဆက်ထားပါဘူး အနောက်မှာရှိတဲ့ဒီအင်ဂျင်ဒလက်ကြီးကလဲဝါတဲ့ခါကျရင်ဂျန်ဂူကော်ပတာအရှုပ်မောင်းသွားမယ်အဲ့ဒီအချိန်ကြာမှဂျန်ဂူကော်ပတာရဲ့အပေါ်မှာရှိတဲ့ဒလက်ကစပြီးလဲတာပါလှုပ်ရှားမှုပိုင်းမှာဆိုရင်ဂျန်ဂူကော်ပတာရဲ့ဒလက်နဲ့မိန်းပေါ်ကြီးကြားမှာဆိုရင် dis on တခုရှိပါတယ်ဒီ dis on ရဲ့ထူးခြားချက်ကတော့အရှိနောက်ဘင်းကြောင့်စောင်းလို့ရတာပါဂျန်ကုပ်တာမောင်းနေတူရဲ့ပေါင်ကြားထဲမှာရှိနေတဲ့ control stick အကြောင်းကိုလည်းကျွန်တော်ဆက်သွားလိုက်အောင်ဒီ control stick ကဂျန်ကုပ်တာရဲ့အပေါ်ကဒလန်နဲ့ဆက်တွေ့ထားတာပါ ဂျန်ကွန်ပျူတာမောင်းနေနေတဲ့အချိန်မှာဒီ control stick ကိုအနောက်ကိုဆွဲလိုက်မယ်ဆိုရင် အလျားဒလက်အုံကအနောက်ဘက်ကိုစောင်းသွားမယ်အတိအခါကျရင်ဂျန်ကွန်ပျူတာအနောက်ဘက်ကိုစောင်းသွားပြီးတော့ဒလက်ကလေပစ်နေအောင်ရပါတယ်တကယ်လို့ control stick ကိုအရှိကိုတွန်းလိုက်မယ်ဆိုရင်ဂျန်ကွန်ပျူတာရဲ့ဒလက်က အရှိကိုစောင်းသွားလို့အောက်ကိုထိုးဆင်းပါပါအတိလိုပါပဲဒီ control stick ကိုညာဘက်ကိုစောင်းသွားမယ်ဆိုရင်အပေါ်ကဒလက်ကညာဘက်ကိုစောင်းသွားမှာဖြစ်ပြီးတော့ညာဘက်ကို꿰မှာပါ ကိုနိုစတစ်ကိုဘယ်ဘက်ကိုဆောင်းလိုက်မယ်ဆိုရင်ဒီဒလက်ကဘယ်ဘက်ကိုဆောင်းသွားမယ်ဒီလိုဆိုရင်ဂျိုင်ယွန်ကော်ပတာဘယ်ဘက်ကိုကွေ့မှာပါကိုနိုစတစ်မှာဖင်မောင်းနှံလေးပါပါဒီဂျိုင်ယွန်ကော်ပတာအမြေပြင်ပေါ်မှာရှစ်တက်တက်ကိုတွားနေတဲ့အချိန်မှာအရှင်ရလာတဲ့အခါကျရင်ဒီမောင်းနှံလေးကိုဆွဲလိုက်ခြင်းအဖြစ်အပေါ်ကဒလက်အောက်ကအုံကအပေါ်ကိုမြင့်တက်သွားမှာဖြစ်ပြီးတော့ဒီဒလက်ရဲ့ disc နဲ့တွားပြီးတော့ချိတ်ဆက်မိသွားမှာပါအဲ့ဒီအခါကျရင်ဒီဒလက်ကစတင်ပြီးတော့လဲပါပြီမြေပြင်ပေါ်မှာပဲမောင်းနှင်နေတဲ့အချိန်မှာ ဒီဒလက်ကလုံလောက်တဲ့အပီယံကိုရပြီဆိုရင်ဒလက်ကဒစ်နဲ့သူ့အောက်မှာရှိနေတဲ့အုံမှာပါတဲ့ဒစ်ချိတ်ထားတာကိုဖြုတ်လို့ရပါပြီပြီးတော့အပေါ်ကဒလက်မှာလည်း brake system ပါပါသေးတယ်ဒီ brake system ကိုဖွင့်လိုက်ခြင်းအပြင်ဂျန်ကော့ပတာရဲ့ဒလက်ကရှေ့နောက်တန်းနဲ့တန်းသွားမယ်ဒါဆိုရင်ဂျန်ကော့ပတာမြေပြင်ပေါ်မှာမောင်းနှင်နေတဲ့အခါကျရင်ကျင်းမြောင်းတဲ့နေရာတွေကိုမောင်းနှင်လို့ရပါပြီကဲဒါဆိုရင်ကျွန်တော်တို့ control ဘိုင်းမှာဆိုရင်ခြေနင်းကိုတီးပြီးပုံကြားတဲ့အရာကျွန်တော်တို့ဒီ control stick ကိုလည်းတီးပြီးနောက်ဆုံးတစ်ခုကတော့ propeller truss ပါ တော့တော့ဂျန်ဂိုဘကော်ပတာမောင်းနေသူရဲ့ဘယ်ဘက်ချမ်းမှာရှိမှဖြစ်ပြီးတော့အနောက်ကအင်ဂျင်တက်ထားတဲ့ပန်ကောင်ကိုလဲစီမှာပါဒီပရော်ပတာတရက်ကိုရှေ့ဆုံးကိုတွန်းလိုက်ခြင်းအဖြစ်အနောက်ကကျွန်တော်တို့အင်ဂျင်တက်ထားတဲ့ပန်ကားလဲလာမယ်ဒီလိုနည်းနဲ့ဂျန်ဂိုကော်ပတာအရှိ့ကိုမောင်းနေသွားမှာပါဆက်ပြီးတော့ကျွန်တော်တို့လေပင့်တင်ရအပိုင်းကိုတွားလိုက်အောင်တကယ်လို့ဂျန်ဂိုကော်ပတာမောင်းနေနေတဲ့အချိန်မှာသူ့ရဲ့အနောက်မှာပါတဲ့ဒလန့်အင်ဂျင်ကရက်သွားမယ်အဲ့လို့ဆိုရင်ဒီဂျန်ဂိုကော်ပတာကဘာဖြစ်မလဲဟုတ်ကဲ့ဂျန်ဂိုကော်ပတာချက်ချင်းတော့ပြတ်ကြမှာမဟုတ်ပါဘူး အကြောင်းကတော့အပေါ်မှာရှိနေတဲ့ဒလက်ကိုတိဆောက်ထားတဲ့ဒီဇိုင်းကြောင့်ပါသူရဲ့တိဆောက်ထားပုံအပိုင်းမှာဆိုရင်အလဲအုံကနေ point B ထိကိုတပြေးတယ်ပြီးတော့ point B ကနေ point A ကိုတွားတဲ့အခါကျရင်တော့အပေါ်နည်းနည်းလေးလန်ထားပါတယ်တကယ်လို့ဂျန်ဟော့ကော့ပတာလေထဲမှာမောင်းနေနေတဲ့အချိန်မှာသူ့ရဲ့အနောက်ကအင်ဂျင်ပါတဲ့ဒလက်ကရုတ်တရက်ကြီးချက်သွားမယ်ဆိုရင်ဂျန်ဟော့ကော့ပတာရဲ့အပေါ်မှာရှိနေတဲ့ဒလက်က လေပက်တင်အားကိုရနိုင်မှာဖြစ်ပြီးတော့လေပေါ်မှာအချိန်အတိုင်းတာတစ်ခုထိကိုဝဲစီမှာပါဒီလောက်ဆိုရင်တော့ ဂျန်ကုပ္ပရာသီးမှာပါဝင်တဲ့အစိပ်ပိုင်းတွေကြောင်းပြီးတော့အဲ့ဒီအစိပ်ပိုင်းတွေအလုံးလုံးပုံနောက်ဆုံးအနေနဲ့ကတော့ဂျန်ကုပ္ပရာသီးကိုဘလို့မောင်းနှင်ရမယ်ဆိုတော့သိပြီလို့ထင်ပါတယ်ဆက်ပြီးတော့ကျွန်တော်တို့ဂျန်ကုပ္ပရာတွေကိုစတင်ပြီးပွဲထုတ်လာခဲ့တဲ့အကြောင်းကိုတွားလိုက်အောင်2019ခုနှစ်တုန်းကကျင်းပခဲ့တဲ့တရုတ်စီးရေးပြပွဲမှာ Falcon Swipe ဂျန်ကုပ္ပရာလို့ခေါ်တဲ့တန်ကီလာမျိုးစားတွေကိုစတင်ပြီးတော့ပွဲထုတ်လာခဲ့ပါတယ်သူတို့ရဲ့အဓိကရည်ရွယ်ချက်အနေနဲ့ကတော့ဂျန်ကုပ္ပရာတွေကိုတုံးပြီးတော့ကင်းထောက်မယ်ပြီးတော့အန်တီတက်မစ်ဆိုင်းတွေကိုပစ်ဖို့ပါအန်တီတက်မစ်ဆိုင်းပိုင်းမှာဆိုရင် ၈ကီလိုမီတာအကွာတင့်ကောင်းကိုပြင်မလွတ်တက်ခိုင်းနိုင်တယ်လို့ဆိုထားပါတယ်။အစ်ဒီဂျိုင်ယွန်ကော်ပလာတွေကကာလာအပေါက်စီအဖြစ်ဆိုရင်မြန်မာကျပ်ငွေ3450ရာနဲ့3500တိကိုခမန်းဝွင့်ကျင်ရှိပါတယ်။ဒီဂျိုင်ယွန်ကော်ပလာတွေမှာဆိုရင်စင်းနှင်းသူ2ဦးရှိမယ်။ရှေ့ကလူကတော့မောင်းနှင်နဲ့တာဝန်နဲ့ပြစ်ခတ်တဲ့တာဝန်ကိုယူရမှာပါ။အနောက်ကလူကတော့ passenger only ပဲဖြစ်နိုင်တယ်လို့တင်ပြပေးတဲ့ instructor ဒါမှမဟုတ်ရင် student နဲ့ဖြစ်နိုင်ပါတယ်။တင်ထောက်တဲ့တာဝန်မှာဆိုရင်တော့အနောက်ကလူကဒီ monitoring လုပ်တာ င်မရာနဲ့ဓပုံရိုက်တဲ့အပိုင်းတွေကိုလည်းတာဝန်ယူနိုင်ပါတယ်။ဒီဂျိုင်ယိုကော့ပရာမှာဆိုရင်တရ20မမဘုံသည်12လုံးအထိကိုတည်ဆောင်နိုင်တယ်။တကယ်လို့ night vision ညာကြည့်ကင်မရာတွေကတက်ဆိုင်မယ်ဆိုရင်တော့ညာစစ်စင်ရင်လေးပါပြုတ်လွတ်လာနိုင်မှာပါ။မောင်းနေတဲ့အပိုင်းမှာဆိုရင်လည်းရဟန်းရှင်တွေလေရင်တွေတက်ဆိုင်တော့စီစားနှုန်းအလုံးအလုံးတက်တာသွားမယ်။စစ်ကောင်စီတန်းအနေနဲ့ကလည်းလေချောင်းတိုက်ခိုက်မှုတွေမှာငွေကုန်ကြေးကြတက်တာပြီးတော့စစ်သုံးစစ်ကိုရှော့ချနိုင်ဖို့ဒီလေချောင်းတိုက်ခိုက်မှုတွေမှာရဟန်းရှင်တွေ jet fighter တွေစား အရှိတ်ပြောခဲ့တဲ့ပါရာမိုတာနဲ့ဒီဂျိုင်းဟယ်ကော်ပတာတွေကိုစတင်ပြီးတော့တွန်းတွန်းကြွကြွအသုံးပြုနေပါဘူး။ပါရာမိုတာတွေထက်ဆိုင်ဒီဂျိုင်းဟယ်ကော်ပတာတွေကလေပြင်းတိုက်ခိုက်မှုအပိုင်းနဲ့ရာဒီဥတုစိုးရွားတဲ့အပိုင်းမှာလည်းအထိုင်းလျောက်တော့ပိုပြီးခံနိုင်ရရှိသွားပြီ။လေကျင်းမှုအပိုင်းမှာဆိုရင်2025မတ်လ16ရက်နေ့ကဒီဂျိုင်းဟယ်ကော်ပတာကိုနေပြည်တော်တဝိုက်မှာစတင်ပြီးတော့ပြန်တန်းနေခဲ့တယ်။နောက်ပြီးတော့ဧပြီလ24ရက်မှာလည်းမကွေးမြို့တဝိုက်မှာဂျိုင်းဟယ်ကော်ပတာနှစ်စီးထပ်မံပြန်တန်းနေခဲ့ပါတယ်။ပါရာမိုတာတွေနဲ့မတူတာဂျိုင်းဟယ်ကော်ပတာတွေမှာ main body တော့ပါဝင်တယ်။ ဒါမှဒီ main body ရာတမနစ်မျိုးစားတာဖြစ်မယ်ဆိုရင်ဒီ jungle copter ရဲ့အလေးချိန်ကတိုးသွားမယ်။ဒါပေမဲ့တမန် carbon fiber နဲ့လာလုပ်ထားရဆိုရင်တော့တော်လိုင်းတော့ဖွဲ့ဝင်နေအနေနဲ့ဆက်လက်ဒါမှမဟုတ်ရင် point fiber သုံးပြီးတော့ပြစ်ချနိုင်မှာပါ။အခုကျွန်တော်တို့ဆက်ပြီးတော့ jungle copter ရဲ့ specification အပိုင်းအောင်တွားလိုက်အောင်။ jungle copter မှာဆိုရင်လူနှစ်ဦးလိုက်ပါစီးနေနိုင်ပြီးတော့အရှိရလူကတော့မောင်းနေသူပါ။အမြင့်ဆုံးအမြန်နှုန်းကတော့တနာယူ120မိုင်နှုန်းထိကိုပြန်တန်းနိုင်ပြီးတော့ ပုံမှန်ပြန်တန်းတဲ့အမြန်တော့ကတော့တနာယူ95မိုင်ပါအမြင့်ဆုံးပြန်တန်းနိုင်တဲ့အမြင့်ပေပိုင်းမှာဆိုရင်ပေ12000အထိကိုပြန်တန်းနိုင်တယ်တကယ်လို့ take off ပြန်တတ်မယ်ဆိုရင်ပြေးလန်းရှည်ရ225ပေဘလုံးကွင်း2ကွင်းစာစီကိုလိုပါတယ်ဒါပေမဲ့ landing ဆင်းသက်တဲ့အပိုင်းမှာဆိုရင်တော့ပြေးလန်းရှည်ရ98ပေဘလုံးကွင်းတစ်ကွင်းစာလိုပဲလိုအပ်ပါတယ်လေပေါ်မှာပြန်တန်းနိုင်တဲ့ကြာချိန်ကတော့3နာရီရနေ4နာရီအထိကိုပြန်တန်းနိုင်တယ်အဝေးဆုံးဆိုရင်225မိုင်အထိကိုပြန်တန်းနိုင်ပါတယ် ရင်အလွတ်အလေးချိန်ဆိုရင်300ကီလိုဂရမ်တိကိုရှိမယ်။တကယ်လို့လူလိုက်ပါမယ်ပြီးတော့လက်နက်ခဲရန်ပေးလို့ဒေတာတင်ဆောင်မှန်းစင်တော့အများဆုံးအလေးချိန်600ကီလိုဂရမ်တိကိုတင်ဆောင်နိုင်ပါမယ်။နောက်ဆုံးအနေနဲ့အများဆုံးထည့်ဝင်နိုင်တဲ့လောင်စာဆီပမာဏကတော့19ခါလောက်ပါ။ နေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကနေကျွန်တော်အဓိကထား share ချင်တာပါရမတာနဲ့ဒီဂျန်ဟိုကော်ပတာရဲ့ဤပညာရဲ့အကြောင်းနောက်ဆုံးစစ်ကောင်စီနဲ့ဆက်ဆက်နေပုံလေးပါဒီဗီဒီယိုလေးကနေတခုခုရိုက်လိုက်တယ်ဆိုရင်လမ်းဟန် share လုပ်ပေးခြင်းအပြင်တခြားလူတွေစီကိုလည်းပြန်လည်မျှဝေပေးပါဦးကွန်မန့်မှာလည်းဒီဗီဒီယိုနဲ့ပတ်သက်ပြီးဝင်ရောက်ဆွေးနွေးသွားလို့ရတယ်လို့တခြားသိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်းကွန်မန့်မှာရေးသွားလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ